နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်နိုင်ရမယ့်အပြင်နိုင်ငံစီပေါ်ထွက်တဲ့ရေးအတွက်လည်းတက်မတော်အနေနဲ့ဝိုင်းဝန်းဆောင်ရွက်ပေးရမယ်လို့နာဆာကအောက်တာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။မေလ23ရက်နေ့ကထရီကန်တိုင်းစစ်ဌာနချုပ်ကျိုင်းတုံတက်နယ်မှာအရာရှိစစ်သည်မိသားစုဝင်တွေနဲ့တွေ့ဆုံရင်းအထပ်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။တမရတော်သားတွေရဲ့စားတောက်နေထိုင်ရေးကိုပြေဆုံးအောင်ဆောင်ရွက်ပေးမယ်ဆိုပါကဒေတာစီးပွားတိုးတက်ရေးအတွက်လည်းအထိုင်လျောက်အကူအညီပေးနိုင်တယ်လို့ဆိုပါတယ် ထားပြင်တက်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာထွက်ရှိတဲ့အသား၅ဦးနဲ့ဟင်းသင်းဟင်းရွက်တွေကိုဒေသခံပြည်သူတွေထံထိုက်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးနိုင်မယ်ဆိုရင်လေဒေသစီးပွားရေးအတွက်အထောက်အကူပြုမယ်လို့ဆက်ပြောပါတယ်တအူးချင်းဆောင်ရွက်နိုင်တဲ့တပိုင်တနိုင်စိုက်ပျိုးမှုမြင့်ရေလုပ်ငန်းတွေကိုဆောင်ရွက်ကြဖို့လိုပြီးတပ်ပိုင်စိုက်ပျိုးမှုမြင့်ရေလုပ်ငန်းတွေဟာအရာရှိစစ်တီမိသားစုတွေရဲ့တက်တာချောင်ကြီးရေးကိုများစွာအထောက်အကူပြုမယ်လို့လည်းဆိုထားပါတယ် ဒေတာအလိုက်လုံခြုံတည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ပေးနိုင်မယ်ဆိုရင်ဒေတာရဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပုံမဖော်ဆောင်နိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်မိမိတို့သက်ဆိုင်ရာဒေတာအလိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပေးနိုင်မှုကနေနိုင်ငံစီးပွားမြင့်တင်မှုကိုဖော်ဆောင်ပေးနိုင်ရမယ်လို့လည်းတိုက်တွန်းထားပါတယ်။တမရော်အနေနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရင်းနဲ့တည်ငြိမ်အေးချမ်းရေးအတွက်အမားကန်အနေနဲ့ဆောင်ရွက်ပေးရမယ်လို့ဆိုထားကြောင်းပါခင်ဗျာ။ life. <laughs>